ထမင်းဆိုင်ဒီဇိုင်းမှာစားတော့ပြီးနောက်ထမင်းဘိုးပေးရန် address ဆိုကလူရဲခဲ့တဲ့လူငယ်အမျိုးသားအမျိုးသမီး၁၀ဦးထက်မနည်းပါဝင်တဲ့အဖွဲ့ကိုအချိန်တိုတွင်ဖမ်းဆီးရမိခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်ကတော့စံကြောင်းမြို့နယ်မှာနေထိုင်တဲ့ကိုမျိုးသူဆိုသူကဇွန်လ19ရက်နေ့ည9:00နာရီအချိန်ခန့်မှာညဝမ်ခွဲတော်ဆက်သူနဲ့အတူပြည်လမ်းအတိုင်းတကုံမြို့နယ်ဘက်ကနေစံကြောင်းမြို့နယ်ဘက်ကိုပြန်လာခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုပြန်လာစဉ်ပြည်သူရင်ပြင်းရှေ့အရာမှာ probox အဖြစ်ရ တစီရောက်ရှိလာပြီးရင်မော်ကနေလူငယ်လေးဦးဆင်လာကကိုမျိုးသူတို့ညီကိုနှစ်ဦးကိုထိုးကြိတ်က Samsung Galaxy J5 လက်ကင်ဖုန်းကိုလူယူချိန်ကိုမျိုးသူရဲ့တငယ်ချင်းတွေရောက်ရှိလာပြီးလူရဲသူများကိုပြန်လည်ခုခံဖမ်းဆီးခဲ့ရာတောင်ကလာပါမြို့နယ်မှာနေထိုင်တဲ့ကျော်စင်လက်ခေါ်မွေးညီကိုဖမ်းဆီးရမိခဲ့ပြီးကျန်တဲ့သူတွေကတော့ကာဘော်တက်ကထွက်ပြေးသွားတယ်လို့သတင်းထုတ်ပြန်ကြမှာပါရှိပါတယ်။ဖမ်းဆီးရမိထားတဲ့သူကတော့ဒဂုံမျိုးမရဲ့စခန်းကပါတရားတင်မြေဆောင်2010ရာဇသက်ကြီးပေါ်မှာ 394နဲ့အမှုဖွင့်ထားပြီးထွက်ပြေးလူမြောက်သွားသူတွေကိုဖမ်းဆီးရမည်ဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဖမ်းဆီးရမည်ထားသူများကိုစစ်ဆေးရမှာတော့တောင်းကလာပါမြို့နယ်မှာနေတဲ့ရန်နိုင်ခေါ်ဇင်မင်းဦးပါဝင်တယ်လို့သိရတာကြောင့်သူကတော့ဇွန်လ20ရက်နေ့မနက်6:00နာရီမှာဗဟန်းမြို့နယ်မှာဖမ်းဆီးရမည်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဖမ်းဆီးရမည်ထားသူတွေကိုစစ်ဆေးရမှာတော့ဇွန်လ19ရက်နေ့ညပိုင်းကဖူတထောင်ဖျားအနီးမှာရှိတဲ့ထမင်းဆိုင်မှာ ProBus ကနေထမင်းဝင်စားခဲ့ပြီးကုန်ကြငွေ3000ခွဲကိုမပေးနိုင်တာကြောင့် ောင်ကာဝီတန်နဲ့ရင်မောင်းလိုင်စင်ကိုပိတ်ခဲ့ပြီးနောက်မှာလာရွေးမယ်လို့ပြောခဲ့ပြီးကားပေါ်မှာပါတဲ့သူ၁၂ကလမ်းမှာတွေ့တဲ့လူတွေစီကလူမယ်လို့တိုင်ပင်ပြီးလူရမှုကျွလွန်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စစ်စေးပေါ်ပေါက်ချက်အရကျွလွန်သူတွေထားခဲ့တဲ့ဖွီတန်နဲ့ရင်မောင်းလိုင်စင်ကိုလာရွေးမယ်လို့သုံးသပ်ရမိတာကြောင့်ဗိုလ်တထောင်ဖရာအနီကထမင်းဆိုင်မှာတွားရောက်ဆောင်ဆိုင်နေချိန်မှာဇွန်လ20ရက်နေ့ကလာရောက်ရွေးချိန်မှာကြံ့နေတဲ့ကျွလွန်သူကိုကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ပန်းစီရမိထားသူများအားလုံးကိုအခြားပြစ်မှုများကျူးလွန်ထားခြင်းရှိမရှိကိုစစ်ဆေးနေရလို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။